ရှိသောညာချမ်းလေးပါဗျာဒီနေ့ညမှာတော့ပရိသတ်ကြီးကို တင်ဆက်ပေးသွားမယ်ဇလံကောင်းလေးကတော့ကြည်ချောက်တောင်းနဲ့ဘိုးကနဝင်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါတယ်ဗျာနားဆင်အားပေးကြပါအောင်ဗျာကျုပ်တို့ကလက်မညွန်တက်ဖွဲ့ဝင်နေပေါ့ဗျာကျုပ်တို့အုပ်စုကတော့အဖွဲ့သား9ယောက်ရှိတယ်ငတ်တိုးငတ်မိုးအောင်မောင်းအောင်ကောင်းနဲ့ကျုပ်ပေါ့ငတ်တိုးနဲ့ငတ်မိုးကတော့ညီကိုအရင် အောင်မောင်းနဲ့မောင်းကောင်းကလည်းညီကိုရင်းပဲအကျုပ်တို့အားလုံးအတန်းပညာဟုတ်ဒီပတ်ဒီမတက်ကြအောင်ဒါပေမဲ့တေးရဲတယ်တရဲတယ်တေးရဲတရဲလို့တော်ရဲကအကျုပ်တို့ခေါင်းဆောင်ကြီးကအကျုပ်တို့ငါ့ကို အထုလက်သက်မွေးထားတာလေဗျာကျုပ်တို့တော်ရဲကတိုက်တိုင်းအောင်ဖွဲဆိုတာအသီးသန့်ရှိသေးတယ်ဒီအဖွဲတွေကိုတော့သူ့ဒေသနဲ့သူနေရာချထားပြီသူတို့အလုပ်ကတော့စီရေးလှုပ်ရှားမှုပဲအစိုးရတက်နေတွင်တော့ခြေမုံမှုတိုက်ဖို့ပေါ့ ကျုပ်တို့ဘက်ကရန်သူတည်င်းပေးအမာခံထောက်တိုင်ဆိုသူတွေကိုလိုက်လံရှာဝေဖော်ထုတ်ပြီးတော့တုတ်တင်ပေးရတယ်။ပကိုးကျိုးမရဲ့မြေဝကျွန်းပေါ်ရဲ့အထက်မြမပြည်အညာဒေသတော်တော်များများကကျုပ်တို့တော်ရင်လက်နက်ကင်အဖွဲ့ကဩဇာတက်ရောက်တယ်။ကျုပ်တို့ကတေဆူတေရှင်ဆူရှင်ပဲ။ကျုပ်တို့အာနာတီဆောင်မှုရင်းမာဆူမှုတဲ့အချိန်ကိုရောက်တော့ကျေးလက်တော်ရွာကစာတင်ကျောင်းတွေကိုစာမတင်ရဘူးလို့အမိန့်ထုံးလို့စာတင်ကျောင်းတွေကိုပိတ်ပစ်လိုက်တယ်။ပြည်စည်းမဲ့လူရန်စားတွေများလို့ တပြေးတညီတည်းရှိနေဖို့လိုအပ်တယ်လို့အချို့တို့ခေါင်းဆောင်တွေညွှန်ကြားအမိန့်ထုတ်တာ။အဲ့ဒီလိုအမိန့်ထုတ်တာကိုချစ်တီကုန်းဆိုတဲ့ရွာကចောင်းစရာကိုလူအေးဆိုသူကအာခံတယ်လေ။သူတို့ရွာကမူလာရန်ចောင်းကိုမပိတ်ပြဖဲနဲ့ကလေးတွေကိုစာဆက်တင်နေတယ်။အဲ့ဒါအချို့တို့ရဲ့အမာခံကြောရိုးချက်ကြီးကလာတဲ့င်းပို့ရော။နယ်မြေတောင်ဝန်ခံခေါင်းဆောင်အကြီးကျယ်ဒေါ်ပပေါက်ွဲပြီးတော့ចောင်းစရာကိုတုတ်တင်ပြဖို့အချို့တို့လက်မညွန်၅ယောက်ကိုတာဝန်ပေးလိုက်တယ်။ခေါင်းဆောင်ကငတ်တိုးပေါ့။ ငတိုးကလည်းရက်စက်တဲ့နေရာမှာနှဲ့ရောင်းမရှိဘူးအကျိုးတို့အားလုံးကကောင်းဆောင်တွေရဲ့အုံနောက်ထဲစိုက်သွင်းထားတဲ့ပိုးချချက်တွေကြောင့်ကောင်းဆောင်တွေရဲ့အမိတ်ကောင်းဆောင်တွေရဲ့ဇကားကောင်းဆောင်တွေရဲ့တရားဝါဒသာလျှင်အမှန်လို့လည်းယူဆဆွဲထင်နေကြတာကိုဒါနဲ့ကျုံမောင်ကြီးဖြိုးပြအကျော်မှာခြေတီးကုန်းကကျောင်းဆရာလူအေးဆိုသူရဲ့အိမ်ကိုရောက်သွားတယ်ကျုံတို့လည်းရောက်သွားရောကျောင်းဆရာလူအေးအန်အားတင့်နေတယ်သူဖတ်နေတဲ့စာအုပ်ကိုကြည့်လိုက်တော့ဗုဒ္ဓဝါဒတဲ့ ခင်ဗျားတို့ဘယ်သူတွေလဲညဒါဘာလို့တာလဲចောင်းเสียလူအေးကမင်းလားဟုတ်ပါတယ်ငါတို့ဘယ်သူလဲဆိုတာမင်းမေးเสียတိเสียမလို့ငါတို့ကမေးတာကိုမှန်မှန်ဖြေမင်းဒီရွာကကလေးတွေကိုစားတဲ့နေမဟုတ်လားတင်းနေစာမတင်ရဘူးလို့တော်တွေကမိတ်ထုတ်ထားတယ်မဟုတ်လားစာမတင်ရရင်ဒီရွာကလေးတွေအသိပညာမဲ့ပြီးတော့ လူနုံလူအားတွေဖြစ်ကုန်မှာပေါ့ဗျလူစိုးဓမြလေးဖြစ်ကုန်မှာပေါ့ဗျာငါတို့ကပညာတက်တာမလို့ခြင်းအလုတ်လုံနေတာပဲလို့ခြင်းတယ်ပစ္စည်းမဲ့ဝါရထူထောင်နေချိန်မှာပညာတက်ဖြစ်အောင်မွေးမြူဆောင်ရွက်လုပ်ကင်နေတာငါတို့ဝါရကိုအခန့်တာတော်လန်တာပုံကန်ဆန့်ကျင်တာပဲကွာကိုလူရဒါကြောင့်မင်းလိုက်ခဲ့ကျုပ်ကဘယ်ကိုလိုက်ရမှာလဲဗျတေရွာဘောအကြောင်းစရာရယ်ဟဲ့ဟဲ့ ဘာဘာဘာဗျာကြားရကွာဆွဲခေါ်ခဲ့ကျုပ်တို့ပဲចောင်းစရာလူအေးကိုအိမ်ပေါ်ကနေစောင့်ကန်ထိုးကြိတ်ပြီးတော့ဆွဲခေါ်ချလာခဲ့လိုက်တယ်မကြခင်ကြွားပြင်းဝေရောက်လာတယ်ចောင်းစရာကအတင်းယုံကန်နေတယ်အဲ့ဒီမှာငမိုးနဲ့အောင်မောင်းကចောင်းစရာရဲ့လက်နှစ်ဖက်ကိုဆွဲကန်ပြီးတော့ရက်ခိုင်းလိုက်တယ်ခင်ဗျားတို့ကျုပ်ကိုဘာလို့ တက်မှာလေတက်မှာလှုပ်ထားလိုက်ကြအောင်ပေါ့ကွာမင်းတို့လည်းပညာတတ်မဟုတ်လို့မိုက်ချိုင်းနေကြတာမင်းတို့သားသမီးတွေလည်းမင်းတို့နောက်ကိုလိုက်ကြရမှာပဲတနေ့မင်းတို့အားလုံးကြာစွန့်အော်ចောင်းစရာစကားကိုစုံးအောင်မပြောလိုက်ရဘူးငမိုးရဲ့ rifle ပြောင်းွားကကြည်စံကသူ့ရင်ွာကိုဖောက်ဝင်သွားပြီးတော့ចောင်းစရာမြေပြင်ကိုညွှန့်ချသွားခဲ့တယ် နောက်နေ့မိုးလင်းတော့ခြေဒီကုန်းကြီးရွာကမူလာရန်ကျောင်းလေးဟာပြာပုံဘွားကိုရောက်သွားပါရောလေအောင်မောင်ခမားဆရာကြီးမကြီးကန်ရွာက ရွှေလူးဆိုတဲ့ကောင်ကိုတွားတုတ်တင်ရမယ်ဟုတ်ကဲ့ဆရာကြီးရွှေလူးကမြို့ပေါ်ကလူကြီးတွေကိုငါတို့လှုပ်ရှားမှုတွေကိုရွှေဝက်တရင်ပို့နေတယ်လို့ငါတို့အမခံလူကလာတရင်ပို့ထားတယ်ဒီနေ့ညပဲရွှေလူးကိုရှင်းပြလိုက် ဟုတ်ကဲ့ဆရာဒါတောင်းဝင်ပဲဗျဒါအမိတ်ပဲကျုပ်တို့ဘဝကအမိတ်နဲ့တောင်းဝင်ကိုညှင်းဆန်ခွင့်မရှိဘူးပြန်လဲမေခွန်းထုတ်ခွင့်မရှိဘူးဝေဖန်ခွင့်လည်းမရှိဘူးတောထဲမှာဝေဖန်ရင်တည်တံပဲညဘက်ရောက်တော့မကြီးကန်ရွာကရွှေလူအိမ်ကိုဝိုင်းကြရောရွှေလူကမရှိဘူးသူမိန်းမနဲ့ကလေးနှစ်ယောက်ပဲရှိနေတယ်ရွှေလူမိန်းမနဲ့ကလေးနှစ်ယောက်ကကျုပ်တို့ဖွဲ့ကိုမြင်ရောတကူလုံးတုံလှုပ်ပြီးတော့ကြောက်ရွံ့နေတယ် ခေါင်းဆောင်အောင်မောင်းကမေးလေရောနေကဆွေးလို့မိမ့်မလားဟုတ်ဟုတ်ပါတယ်ရှင်နာမည်ဘယ်လိုခေါ်လဲညညညညရင်ပါရှင်နင်းလင်ဆွေးလို့ရောမမမတိအမေ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  အောင်မောင်းကအမြိုင်ရဲ့ပါကိုရိုက်ချလိုက်တာအမြိုင်ရင်ပုံလျက်လဲကျပြီးတော့လူးလွန်နေကြတယ်ဗျကလေးနှောက်ကသူတို့အမေကိုဖက်ပြီးတော့ငိုကြပါရောတိတ်တိတ်နေစမ်းကလေးနှောက်အမျက်ကြီးလဲဆွဲဆိုနေအတန်တိတ်သွားကြတယ်ဒီမှာပဲအောင်မောင်းကရိုင်ဖတ်တနက်ကို မောင်းထင်လိုက်ပြီးတော့အမြိုင်ရဲ့ဂျုံဝါကိုထောက်လို့မေးလိုက်တယ်အမြိုင်ရင်ရှင်နင်းလင်ရွှေလို့ဘယ်ကိုသွားတယ်ဆိုတာဖွင့်မပြောရင်တော့ နင်ရောနင့်ကလေးနှစ်ယောက်ရောအခုချက်ချင်းအသေးပဲပြောမမမတတ်ကြပါနဲ့ရှင်အေးဒါဆိုပြောရွှေလူပဲမှာလေရှားလေးကတဲတဲမှာကျင်းတယ်လားဟုတ်ဟုတ်ကဲ့ဟောင်းနေသွားစို့မြိုင်းတို့မိသားစုကံကောင်းပါလေဗျာအောင်မောင်းက ရက်ဆက်တဲ့နေရာမှာနေအောင်မရှိဘူးသူတို့အသားမီ၃ယောက်ကိုမတက်ပြစ်လို့ကျေးဇူးတင်ရမယ်ဒါနဲ့ကျုပ်တို့၅ယောက်ယာတဲ့ရှိရာကိုထွက်လာခဲ့လိုက်ပြီးတော့အခြေအနေကိုကြည့်နေလိုက်ကြတယ်ယာတဲတွေကလှုပ်ရှားတံကိုမကြားရဘူးမိအောင်လည်းမမြင်ရဘူးယာတဲကို လူ၅ယောက်ဖြန့်ပြီးတော့ဝိုင်းလိုက်တယ်ရွှေလူရွှေလူအောင်မောင်းကရွှေလူရဲ့အမိကိုအော်ခေါ်လိုက်တဲ့အချိန်ရောအထဲကပြန်ထူးတံမကြားရဘူးဟေ့ ရွှဲလူထားပါအောင်ကွာ345ကွန်ခေါ်တဲ့တိုင်အောင်အတန်ကမကြားရအောင်ဒီမှာပဲဝုန်းဆိုပြီးတော့တဲပြတင်းပေါက်ကနေလူတယောက်ခုံချလို့ပြေးတာကိုမြင်လိုက်ရပါရောပြစ်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 အော်အမလေးပြလူတယောက်ပြစ်လဲကြသွားတဲ့လူလွန်အော်ဟင်းညီးသွားတဲ့ကိုကြားလိုက်ရတယ်အနည်းကိုတိုးသွားပြီးတော့မျက်နာကိုမီးနဲ့ထိုးကြည့်လိုက်တော့ အသက်30ခန့်လူတအူပေါင်းကိုလမ်းနဲ့အုပ်ပြီးတော့လူးလွန်နေလေရဲ့။ညီရဲ့ရဲ့သွေးတွေကတော့သူ့ပဆိုးမှာရွှဲနေနေတယ်။ဟေးကောင်မင်းနာမည်ဘလို့ခေါ်လဲ။အာအာအောင်မလို့ဗျာ။အာတန်ရာနဲ့လူရဲ့မျက်နှာကိုထိပြီးတော့ပက်လက်လဲကျသွားပြန်ပါရော။မင်းနာမည်ဘလို့ခေါ်လဲ။ရွှေလူပါခင်ဗျာ။ရွှေလူလား။ဟုတ်ဟုတ်အာ တစ်ပင်ဝါပင်နေပေါ်ကကြီးပြိုတန်တွေနဲ့အတူရွှေလူရဲ့ဘဝလည်းယာတော့ဆက်မှာပဲဏီကုံချုပ်သွားပါတယ်။အာနာကတနက်ပြောင်းသွားမှာတည်တယ်ဆိုတဲ့ဇကားကတော်ရဲကတမ္မဏိဟောဟာရပဲ။ဒီရဝင်းကျင်မှာဘုန်းကြီးကြောင့်မရှိစေရဘူး။ဥရှင်ကြီးတင်းနာမျိုးမလုပ်ရဘူး။ရှင်ပြုရဟန်းခံမလုပ်ရဘူး။ဖရာပွဲမလုပ်ရဘူး။လောင်းကစားမလုပ်ရဘူး။ကျုပ်တို့လမ်းစဉ်ကိုမဝေဖန်ရဘူး။စက်ကြီးကိုမှန်မှန်ပေးရတယ်။ထမင်းတုပ်စင့်ရင်အချိန်မီပို့ရမယ်။ ရန်သူရဲ့စီးရဲလှုပ်ရှားမှုတည်င်းပေးလာသူကိုပူပေါင်းချရမယ်။စောစောကပညာချက်တွေကိုစန့်ကျင်တော့တည်တယ်မယ်။ဒါကြောင့်ဒီဒေသဝင်းကျင်ကိုစံပြဖြစ်လေ့ကျင့်ပေးထားကြတယ်။ဘယ်သူသေးသေးတရဏဂုံတင်စရာမလိုတရဏဂုံတင်ပေးမယ်ဘုန်းကြီးဟန်လည်းမရှိဘူး။အားလုံးအကြောင်းကိုပြစ်ပြီးတော့ဟိုးမျိုးကြီးတွေရှိရာကို ပြေးကုန်တာကာလကြာပါရော။တနေ့လဲကြာရောဘုန်းကြီးဦးတပါးဟာရိုးမတောင်ကြီးကရွာလေးတရွာကိုရောက်လာပါလေ။ အဲ့ဒီရွာမှာရှေးအောင်ဖျားပြက်ကြီးတစုရှိလေရဲ့ဘုန်းကြီးအိုကြီးကအဲ့ဒီဖျားပြက်မှာဝါးတဲ့ငယ်လေးကိုထုတ်ပြီးတော့တရားကျင့်တယ်ရွာသူရွာသားတွေကလည်းသူတို့ရွာကလေးဝင်းကျင်မှာဒီလိုဘုန်းကြီးအိုကြီးတပါးစာကြပါပါရောက်လာတော့ဝမ်းသာအားရဖြစ်ပြီးတော့အဲ့ဒီရဟန်းအိုကြီးအကြောင်းကိုရှိသမျှဟင်းလေးစွန်းလေးပို့လို့ကြတာပေါ့ဒီလိုနဲ့ကိုကိုွယ်ရမဲ့နေတဲ့သူတွေအပူတော်ကားနဲ့လက်ပန်းလုံးနေရတဲ့သူတွေ တည်ရင်အောင်တရဏဂုံတင်ပေးဖို့ဖုန်ကြီးမရှိလို့ဘဝကူးခတ်နေရတဲ့သူတွေဝမ်းသာလို့မဆုံးကြဘူးရှေးအောင်စီရီပြက်နီးကဝါးเจ้าငယ်လေးမှာဖုန်ကြီးအိုကြီးတပားကိုအမိပြုတ်ပြီးတော့သူတို့အနေစာဒုက္ခအနတ္တတရားသဘောတွေကိုကြားနာခွင့်ရပြီးတော့ဘုရားတန်တရားတန်ကြားလာကြတယ်ဒါနဲ့ကုသိုလ်အမှုကိုပြုခွင့်ရလာကြတယ်ဒီတရင်ကိုကျုပ်တို့နေမြေခေါင်းဆောင်ကြီးကြားရောပောက်ခွဲပါလိမ့်ကျုပ်တို့ရဲ့ဝါဒကဗုဒ္ဓရဲ့ဝါဒနဲ့ဆန့်ကျင်ဘက်ကို ခေါင်းဆောင်ကြီးကအကျုပ်ကိုတီးတန့်ခေါ်ပြီးတော့တာဝန်တကူပေးပါရောငကြူပြားဆရာကြီးမင်းကိုအရေးကြီးတဲ့တာဝန်တကူပေးစရာရှိအမင်းရှိပါဆရာကြီးဇိုးမတောင်ကြီးကရွာမှာအချောင်းတမဝါရဖုန်းကြီးတစ်ပါးရောက်နေတယ်သူကလူတွေကိုဝါရစကားပြောပြီးတော့ညာလိုက်ဖြီးစာလုံနေတယ်ကြာရင်ဒီရွာသားတွေတွေ့ဝေသွားနိုင်တယ် ဒါနဲ့တူငါတို့ဝါရလမ်းစဉ်ကိုရှုံးချလာပြီငါတို့ကိုတနေ့ဆန့်ကျင်လာနိုင်တယ်မင်းအဲ့ဒီဖုန်းကြီးကိုအပြည့်ရှင်းလိုက်ဟုတ်ကဲ့ဆရာအထူးသဖြင့်ရွာသူရွာသားတွေမမြင်စေနဲ့ဘာဖြစ်လို့လဲဆရာကြီးခင်ဗျာသူ့ကိုအရန်လေးစားနေကြတယ်ငါတို့လက်ချက်မှမသိစေနဲ့ရော့ဒါယူသွားကောင်းဆောင်ကြီးကကျုပ်ကိုချောလုံးပြူတနက်တလက်နဲ့ကြည်စံအသေးဆက်ဆက်6000ပေးတယ် ကျုပ်ကလည်းခြောက်လုံးမျိုးတနက်ကိုလှမ်းယူပြီးတော့ကြည်စလုတ်သေးကိုကြည်ချောက်တောင်တွင်းလိုက်တယ်။တနက်ကိုဂျာကင်အင်ကြီးစုံရဲ့အတွင်းမှာဖွက်လိုက်ပြီးတော့စကန်းကနေထွက်ခဲလိုက်တယ်။နေဝက်ခရီးလောက်ခရီးပြင်းနေပြီးတော့ဇိုးမတောင်ကြီးကရွာကလေးကိုရောက်ခဲလိုက်တယ်။ဆရာကြီးပြောတဲ့ရှေးဟောင်းစီရီပြန်နေဘုန်းကြီးကျောင်းကိုလည်းစုံစမ်းမေးမြန်းနေရောက်သွားတယ်။ရွာသူရွာသားတွေဘုန်းကြီးကျောင်းကို ဆုံးသွားဖို့လာမြင်ရတယ်။တချို့ကတော့ကျောင်းရှိကအမိုက်တိုက်တွေကိုလှဲခြင်းသူကလှဲခြင်း စမ်းကြောင်းရေကိုဝါဘိုးဝါကြည်တောက်ကြီးတွေနဲ့တဲပြီးတော့အစင်အိုးမှာဖြည့်သူကဖြည့်တချို့ကတော့ရှေးဟောင်းစီရီပြဝင်းချင်းကဂျုံတွေပိတ်ပေါင်းတွေကိုခုတ်တွင်ရှင်းလင်းသူကရှင်းလင်းနေကြလေရဲ့ဗျာဒီလိုနဲ့လူချင်းအောင်စောင့်နေလိုက်ရတာလူတွေလည်းသူတို့ရွာရှိရာကိုအတီးတီးပြန်ကြရောကျုပ်လည်းဝါကြောင်ဝင်းချင်းတဲကိုဝင်လိုက်တယ်အဲ့ဒီချိန်မှာဘုန်းကြီးအိုကြီးကစွန်းစားပြီးလို့ကံဝန်ကြောက်တုံးပေါ်မှာထိုင်ပြီးတော့ပတိစိတ်နေတဲ့ချိန်ကျုပ်က သူ့ရှေ့မှာရက်ပြီးတော့သူ့ကိုလည်းအကဲခတ် နောက်ပြီးနောက်ပြီးလဲကြည့်ရင်လည်းကိုလိုရမယ့်အလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတော့တခါကြီးထိုင်းမှာအောင်မြင်လေးနဲ့ဩဇာတက်ရောက်တဲ့ဘုန်းကြီးဦးရဲ့စကားပြောတဲ့အကြောင်းအကျုပ်ဖြတ်ကနေဖြစ်သွားတယ်ထိုင်းမှာတခါကြီးရဲ့ကျုပ်ကမထိုင်ဘူးသူ့မျက်နှာကိုခရရဲစူးစူးဆိုက်ဆိုက်ကြည့်နေလိုက်တယ် ဘုံကြီးအိုကြီးကကျုပ်ကိုမေတ္တာတက်ပြေးဝါပါတယ်မျက်လုံးစုံနဲ့ကြည့်ပြီးတော့ဥကောင်တငိမ့်ငိမ့်လုံရင်ကအဖော်လေးပါလာတကူသူ့နှုတ်ကအဖော်လေးပါလာတကူလို့ပြောလို့နောက်ကျောဘက်ကိုပြက်ကနေလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးမတွေ့ရဘူးဘာကိစ္စကသူဒီစကားပြောရတယ်လဲမသိဘူးအဖော်အများကြီးပဲ6ရောက်တာဟင်အဖော်6ရောက်တဲ့ ြုတ်လာတာတယောက်သေးပါဗျာဒီနေရာမှာသူနဲ့ကြုတ်ကလွဲပြီးတော့ဘယ်သူမှမရှိဘူးဥစ္စာဒီမှာပဲကြုတ်ဂျာကင်အင်ကြီးစုပ်တွင်းကခြောက်လုံးမျိုးတစ်နက်ကိုလက်နဲ့အသာဆန်းရင်းနဲ့သဘောပေါက်သွားပါရောဗျာဟုတ်တယ်ရှိမဟုတ်တယ်ရှိကြုံမှာ6ရောက်အဖို့လူတော့မပေါ့တနက်တလက်နဲ့ကြီးစံ6000တော့အဖို့ပါလာတာအမှန်ပဲတကာကြီးစကားမပြောတော့ဘူးလား gain လေဒါဆိုလေတကာကြီးလှုပ်ရှားရှိတဲ့အတိုင်းလှုပ်ပါ ကြိုခွင့်ပြုပါတယ်အလိုဘလို့အတိတ်ပဲစကားပါလေဗျာသူကြုတ်လို့ရမယ့်အလုပ်ကိုတိနေလို့လားမသိဘူးလုံးစရာရှိတာကိုလုပ်ပါတဲ့အကြိုခွင့်ပြုပါတယ်တဲ့အတော့ကိုထူးဆန်းနေပါလားအိုးကြုတ်တွေဝေသွားပြီနဲ့တူပါရဲ့ကြုတ်တွေဝေလို့မဖြစ်ဘူးကြုတ်ဒီလိုနဝေတိန်အောင်ဥကြောင်ကြောင်ကိစ္စတွေလည်းအယုံကြည်မရှိဘူးအချိန်ဆန်းနေလို့မဖြစ်ဘူးတော်ကြရွာသူရွာသားတွေဝင်လာလို့မြင်သွားရင်အခက် ကျုပ်ကိုကျုပ်တို့ခေါင်းဆောင်ကအသေးချာတောင်းဝင်ပေးလိုက်တာဒီတောင်းဝင်မကျေမွင်တော့ကျုပ်သေးတံပေးခံရမှာဒီမှာဘုန်းကြီးအိုကမျက်လွာချပြီးတော့ပဒီကအာယုံဝင်စားလို့တလုံးချင်းစိတ်နေတော့ကျုပ်ကြခင်အင်ကြီးတွေကဂျာလုံးမှုတနက်ကိုသွေးအေးနဲ့ဆွဲထုတ်မွန်တချက်တင်ပြီးတော့မျက်လွာချပဒီစိတ်နေတဲ့ဘုန်းကြီးအိုရဲ့ရင်ဝါကိုချိန်လို့ခလုတ်ကိုအတန်းအောင်ချိန်ညှစ်ညှစ်ချလိုက်တယ်ခလုတ်ကိုအတန်းအောင်ပြီးတော့ညှစ်ချလိုက်တယ်ဟာ ကိုင်းဟာအလိုလေးဗျာငါးချက်တီးတီးပြစ်လိုက်တာပေါက်ကွဲတယ်လည်းမကြရဘူးကြည်စံလည်းလုံးဝမထွက်ဘူးဘလို့ဖြစ်တာပါလဲနောက်ဆုံးတစ်ထောင်ပဲကျန်တော့တယ်ကိုင်းသွားပြီရောဟာဟာကြုတ်ကြည်စလုတ်ကိုဖွင့်ပြီးတော့အကြည့်6000ကိုဆစ်ဆေးလိုက်တယ်ကြည်စံရဲ့နောက်ပိတ်လုံးဝမချိုင်ဘူးမကြည်နဲ့လို့နောက်တစ်ခါ6ချက်ပြန်ပြစ်တယ်ကြည်လုံးဝမထွက်ဘူး ျုပ်အယမ်းကိုအံ့ဩနေတယ်ဗျကြည်စံတွေကအသည့်ဆက်ဆက်တွေပါဘာဖြစ်လို့ကြည်မထွက်ရတာလဲကျိန်နပ်ပြီလားတကားကြီးဖုန်းကြီးဦးရဲ့နှုတ်ပြားကဂယုနာတန်မေတ္တာတန်နဲ့ပြောလိုက်တဲ့စကားကကျုပ်ကောင်းပေါ်မိုးချိုပစ်လိုက်တယ်လို့ကျုပ်တနက်ကိုကန်ရင်နဲ့လက်တုံနေတယ်ကျိန်နဲ့ချောင်းလည်းမခိုင်းကျင်တော့နဘူးပြင်ပေါ်မှာလည်းချွေးသီးတွေစို့နေပြီနောက်ဆုံးကျုပ်မြေပြင်မှာဒူးထောက်ထိုင်းချပြီးတော့ဖုန်းကြီးအိုကြီးကိုဦးကျင့်ကျင့်ချလို့ သူတော်စင်ဘုန်းကြီးအိုကြီးရဲ့ចောင်းប្រံဝံအတွင်းကနေပြေးထွက်လာလိုက်တယ်။ကျုပ်ပြေးနေတယ်။နောက်ပြန်လုံးဝကိုလှည့်မကြည့်ဘူး။ကျုပ်ပြားသူတော်စင်ဘုန်းကြီးအိုကြီးရှေးမောက်ကနေအပြေးထွက်လာရင်လည်းဘဲကိုပြန်ရမယ်မသိတော့ဘူး။တကူလုံးလေးချွေးတွေရွှဲနေပြီ။ဒါနဲ့လူသူချင်းတဲ့နေရာရောက်ရောတနက်ကိုမောင်းတင်ပြီးတော့မိုးဘော်ကိုထောင်ပြစ်လိုက်တာ။ဘေးအားကြီးကြီးစံ၆တောင်းရဲ့ပောက်ကွဲတန်ဟာတောရိပ်တောင်ရိပ်နဲ့ပဲ့တင်ဆူညံသွားတာပဲဗျာ။ကျုပ်တကူလုံးတုံးနေပြီ။ ကျုပ်ဘယ်လိုလုပ်ရမလဲဒီအကြောင်းကျုပ်တို့ခေါင်းဆောင်ကိုပြောရင်တော့ကျုပ်ကိုယူသွားပြီလို့ဝေဖန်မယ်ပြီးတော့တာဝန်မကျေမွန်ဘူးဆိုပြီးတော့ငေသားအလုံးရှိမှတေးရန်စီရင်ချက်ချတော့မယ်နောက်ဆုံးကျုပ်မျိုးပေါ်ရှိရာကိုဥတီလိုက်လာပြီးတော့နီးရရဲစခန်းကိုဝင် အကျိုးအကြောင်းပြောပြလို့လက်နဲ့အပ်အလင်းဝင်လိုက်တော့တယ်ဗျာတိတ်မကြလိုက်ပါဘူးဗျာတက်မတော်နဲ့ဒေသခံပြည်သူတွေရဲ့ဖြက်လေးဖြက်တိုးစစ်ကြောင့်ပကိုးကျိုးမမြေဝကျွန်းပေါ်နဲ့အညာဒေသမှာတောင်းကျမ်းနေတဲ့မင်းမဲစေရိုက် မိဘမိအောင်တောင်းချမ်းသူအားလုံးမျိုးပြုတ်ကုန်ကြပါရောဗျာတေးတဲ့လူသေးလက်နဲ့ချသူချအလင်းဝင်သူဝင်နဲ့အခုတော့အမောင်လောကကြီးမိုးတိမ်ကင်းစင်သွားခဲ့ပြီ လာမင်းတာခဲ့ပြီ ပန်းတွေလည်းပွင့်ခဲ့ပြီစမ်းရည်စည်းတံဂျိုကူတံကိုကြားနေရပြီအဲ့ဒီရက်တွေအားလုံးမှာစာတင်ကျောင်းတွေ ပေါ်လာတယ်ဘုန်းကြီးကျောင်းတွေတိဆောက်လာတယ်ဂျေးစီတံရဲ့ဓမ္မတီးကိုကြားနေရတယ်ကလေးတွေရဲ့ကြီးတံမိခင်တွေရဲ့တားချော့တေးဆိုတံ ဖခင်တွေရဲ့ကြားထွန်တန်လဲထွန်တန်နွားငေါက်တန်ကိုကြားနေမြင်နေရတယ်အလူပြောတန်ကိုကြားရတယ်မင်းလာဆောင်တွေကတက်ဆက်ဖွင့်တန်တချင်းတန်တွေကိုစင်စက်မပြတ်ကြားနေရတယ်တနေ့သောအခါမှာပေါ့ဇိုးမာတောင်ကြီးကရှေးအောင်ဖျားပြက်ရှိဟာဝါတော်တဲချောင်းရှိဟာကိုရန်တပါကြွလာတယ်ရန်ကဝါချောင်းလေးကိုလိုက်ရှာတယ်ဝါချောင်းလေးမရှိတော့ဘူးဝါချောင်းလေးနေရာမှာတစ်သားဖုံးတော်ကြီးချောင်းဖြစ်နေပြီ ကျောင်းပေါ်မှာကိုရင်နဲ့ရဟန်းငယ်တွေရဲ့စာအံတန်တွေကိုခက်ကြဲကြဲကြားနေရရှေးအောင်စီရီပြတ်နေရမှာထုံးပြူပြူဖွေးဖွေးနဲ့စီရီတစုကိုလည်းတက်ပွဲဖူးမြော်နေရတယ်။ဒါနဲ့အာဂန်နုရဟန်းကအနီးနားမှာရှိတဲ့အဖိုးအတူကိုမေးကြည့်ရော။တခါကြီးဖေးဟာဟိုးလွန်ခဲ့တဲ့၄-၅နှစ်တုန်းကဒီနေရာမှာဝါးချောင်းငယ်လေးရှိခဲ့ဘူးလေနော်။မှန်ပါတယ်ဗျာ။ပြီးတော့ဘုန်းကြီးအိုကြီးတပါးရောရှိခဲ့ဘူးတယ်မဟုတ်လား။ ရှိခဲ့ဦးပါတယ်ဖေ။ဘုန်းကြီးအိုကြီးရဲ့ဘွဲမိကတော့ဦးကဏဝင်းလို့ခေါ်ပါတယ်ဖေ။တောင်းချမ်းသူတွေခြုံငင်းပြီးတော့နေမြေအေးချမ်းตายရလာတော့ဘုန်းကြီးအိုကြီးဘိုးကဏဝင်းကတော့ဟောဟူကရှေးအောင်စီရီပြက်ကိုငုံပြီးတော့အခုစီရီတစ်ကိုတီထားကိုကိုွယ်ပါတယ်ဖေ။ဒါနဲ့အတူတပည့်တော်ရွာသူရွာသားတွေနဲ့ဘုန်းကြီးအိုကြီးဘိုးကဏဝင်းတို့ဦးစီးပူးတွေ့ပြီးတော့တောသစ်တွေနဲ့ဝါးချောင်းနေရာမှာအခုမြင်ရတဲ့ဖုံးဟိုချောင်းကြီးကိုဆောက်လုပ်ခဲ့ပါတယ်ဖေ။ဒါနဲ့အတူ ေါင်းကြီးအိုဖိုးကနဝင်ကမြို့ပေါ်ကနေရဟန်းတန်ကအရှင်သူမြတ်တွေကိုပင့်ခေါ်လာပြီးဒီเจ้าမှာနေထိုင်စေလို့ပရိယတ္တိသာသနာကိုဒီရက်မှာပြန်ပေါ်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်ဗျာတကားကြီးဖေဟာအဲ့ဒီဘုန်းကြီးအိုဖိုးကနဝင်ရောရှိသေးလားတကားကြီးရဲ့ဥပဇင်သူ့ကိုတွေးကြည့်လို့ပါမရှိတော့ပါဘူးဗျာဟင်မရှိတော့ဘဲကိုကြွတာလို့တော့တကားကြီး မနစ်ကပဲပြန်လုံတော်မူသွားပါပြီဖေ။ဟိုးပြစ်မှာပြစ်ရလေ။ဇေဒီရဲ့မြောက်ဘက်ကအုတ်ကူကလည်းတပည့်တော်တို့ယေရှုရှင် သာသနာပြုဘုန်းကြီးကိုဖိုးကန်နေဝင်ရဲ့အယိုးအုတ်ကူပါပဲဖေ။ဒါနဲ့ရှင်ဖျားကဘေးရက်ကပါတော့ဖေ။ဖုန်းတော်ကြီးဘိုးကန်နေဝင်နေရောယင်းဒီကျွမ်းဝင်တိလို့ပါလားဖေ။အာဂါနုယံအမဖြေတော့ပါဘူး။သူ့မျက်လုံးထဲကလွန်ခဲ့တဲ့ကာလတခုတုန်းကမျက်လွာချပြီး ပဒီစိတ်နေတဲ့ဘုန်းကြီးအိုကြီးကိုပြန်လည်မြင်အောင်နေမိတယ်။ဒါနဲ့တူခြောက်လုံးပြူတလက် ကြီချောက်တောင်းတဲ့ငရေပြည်ရောက်တဲ့ဘဝကိုမြင်အောင်နေမိတယ်။ဘုန်းကြီးအိုကြီးရဲ့တီလာကုံတမာရီကုံဒိဋ္ဌိကုံတို့ကြောင့်အဝိစီငရေကိုဇောက်ထိုးကြရမယ့်ဘေးကနေကင်းဝေးပြီးတော့ဗုဒ္ဓသာသနာကိုတန်ဝင်ယုံကြည်ခဲ့တဲ့ရတနာမြတ်သုံးပါးကို စီးကပ်ကိုးကွယ်တဲ့ဘုရားသားတော်ရန်တပါဖြစ်ခဲ့ရတဲ့လွတ်မြောက်မှုအကြောင်းကျုပ်ပြောပြရင်တော့ပြန်လည်တော်မူသွားတဲ့ဘုန်းကြီးအိုကြီးဘုဂဏဝင်ရော မျက်စိရှိကဖိုးပါဘလို့များခန်းစားအံ့ဩသွားလိမ့်မယ်ဆိုတာမသိတော့ပါဘူးပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီခင်ဗျာ နားစင်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ